မစစ်တပ်အာဏာပိုင်များကဲ့သို့ပင်ထိုင်းစစ်အာဏာပိုင်များသည်ဘိန်းဗျူလုပ်ငန်းမှဝင်ငွေကောင်းရနေကြသည်အောက်ခြေတပ်မတော်ရာရှိများမှစာပြီးထိတ်တန့်ပုံကိုကြီးများသည့်မူးယစ်ရာဇာများ၏ထောက်ပံ့ပေးမှုကိုရယူနေကြသည်ဟုအမေရိကန်အာဏာပိုင်တို့ကစွပ်စွဲခဲ့ကြသည် လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြေပြေးလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်เนาะမြန်မာနိုင်ငံနှစ်မူးယစ်ဆေးဝါးပြဿနာမြန်မာကိုကဘာကတိကြသည်မှာဘိန်းဗျူနှင့်မူးယစ်ဆေးဝါးအများဆုံးထုတ်လုပ်သောကြောင့်လူသိများကြခြင်းဖြစ်သည်မြန်မာနိုင်ငံမှကဘာကျော်ပုဂ္ဂိုလ်ကြီးနှစ်ဦးပေါ်ထွက်ခဲ့သည်၎င်းတို့မှာဘိန်းဘီယင်လော်စစ်ဟန်နှင့်ဘိန်းဘီယင်ခွန်စာတို့ဖြစ်သည် ိမ့်မရင်ခွန်စာသည်1995-1996မှာစစ်စိုးရနှင့်နားလည်မှုယူပြီးအလင်းဝင်ခဲ့ခြင်းဖြစ်သည်။မိမ့်ပြူကိုရှမ်းပြည်နယ်ကရှင်တောင်တန်းများတွင်အများဆုံးစိုက်ပျိုးကြသည်။အမြင့်ပေ9ဘီမြမြင့်သည့်တောင်ဆောင်များတွင်စိုက်ပျိုးကြသည်။မြေဩဇာညံဖျင်းသောမြေတွင် ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းသောအာသာချက်ရှိသည်။ထိုရက်မှာတောင်ဆောင်အများစုသည်ရွှေပြောင်းတောင်ယာစိုက်ပျိုးမှုကြောင့်ရာစုနှစ်ပေါင်းများစွာကြာသောအခါ ခြေခံစားတောက်ကုံလေးများကိုခက်ခဲစွာစိုက်ပျိုးနေရသည်ဘိမင်ကို စိတ်ကြိုက်စိုက်ပျိုးနိုင်သောကြောင့်မြေဩဇာခန်းချောင်းနေသောတောင်ကုန်းတောင်ဆောင်များတွင်ဘိမင်ကိုအဓိကထားပြီးစိုက်ပျိုးခဲ့ကြသည် အောက်တိုဘာလဆန်းနိုဝင်ဘာလဆန်းပိုင်းတွင်စတင်စိုက်ပျိုးထားပါကဒီဇင်ဘာလကုန်ပိုင်းမတ်လကုန်နောက်ဆုံးပတ်တွင်ညီရဲတောက်ပါသောဘိမန်းကိုဘိန်းဆိုင်ခင်းများတွင် တွေ့နိုင်ပြီဖြစ်သည်အချို့ပန်းမင်းကခရမ်းရောင်အချို့သောဘိမင်းများကပန်းခရမ်းရောင် အချို့သောဘိမ်းမန်းများကအဖြူရောင်ဖြင့်သေမင်းတမန်အစိတ်ပန်းများသည်လွန်စွာလှပါကြောင်းတွေ့ရမည်ဖြစ်သည်။ပန်းများသည်ကောင်းစွာရင်းမဲ့လာသောအခါအနီးရောင်ပန်းများအတွင်အစိမ်းရောင်ဘိမ်းသီးများကိုတွေ့ရမည်ဖြစ်သည်။ဘိမ်းသီးတို့၏အရွယ်အစားသည်ခေါက်သီးဘော်လုံး၏အရွယ်များရှိသည်။ထိုဘိမ်းသီးများပေါက်ကွဲသွားသောအခါအတွင်းမှအဖြူရောင်ဘိမ်းစီများထွက်လာသည်ကိုမြင်ရသည်။ဒေသခံတို့သည်ဘိမ်းသီးများကိုခွဲထုတ်ရာတွင်ဓာသွားသုံးခုသို့မဟုတ် ဓာသွားလေးခုပါသောခဲတံပုံစံကရိယာဖြင့်ဘိန်းသည်ကိုခွဲပြီးဘိန်းအစီကိုထုတ်ယူကြသည်ဘိန်းစီကိုဘိန်းကျန်းဟုခေါ်သည်ထိုဘိန်းစီကိုတညတာမြထားလိုက်ပါကလေတူထဲမှအောက်ဆီဂျင်နှင့်ပေါင်းစပ်ဓာတ်တိုးပြီးမာကျောသွားသည်ဘိန်းစီချစ်ယူသောအခါလက်ထဲတွင်ဓာသွားများဂိုင်ထားပြီးခါတွင်ဘိန်းအစီစုဆောင်းသည့်ခွက်ကလေးများကိုချိတ်ဆွဲထားကြသည်ဘိန်းအစီများကိုကောင်းစွာခဲပြီး၆တွေသွားစီရန်အတွက်၃ပတ်များထားလိုက်သောအခါ ိန်လုံးကလေးများရရှိသည်ဘိန်လုံးကလေးများ၏အလေးချိန်သည်1.6ကီလိုဂရမ်များရှိသည်၎င်းတို့ကိုသိရွံများဖြင့်ထုတ်ပိုး၍ရောင်းချကြသည်1989ခုနှစ်ပေါက်ဈေးအရထိုဘိန်ငယ်ကလေးတစ်ခုသည်ဗမာငွေကျပ်9600ကျပ်ဖြစ်ပြီးအမေရိကန်ဒေါ်လာဖြင့်တွက်ပါကကန်ဒေါ်လာ150ဖြစ်သည်ဘိန်အဟောင်းတွင်ရေငွေ့ပါဝင်မှုနည်းသောကြောင့်ဈေးပိုရသည်ဘိန်သည်ရေငွေ့ပါဝင်မှုမြင့်သောကြောင့်ပေါက်ဈေးနှိမ်သည် ။မင်းစီရဲ့ကြမ်းကိုလက်မဝတ်မြစားပေးပါကစိတ်တည်ငြိမ်စေသည်။လွန်စွာစိတ်ထိခိုက်သောအခါမျိုးတွင်ပူဆွေးသောကာကိုထိန်းချုပ်လေသည်။တရုတ်ကုန်းသည်များသည့်မင်းစီအခဲများကိုလာဝယ်ကြသည်။ဈေးနှုန်းမှာအတိအကျပုံသိမ်မရှိဘဲအတက်ကြပြောင်းလဲမှုရှိသည်။တရုတ်ပြည်နှင့်ထိစပ်နေသောကချင်းဒေသတွင်မော်ဖင်းချက်သောစက်ရုံများနှင့်ဟီရိုအင်းချက်သောစက်ရုံများမရှိပေ။မင်းစီအခဲကိုအကြမ်းတိုက်ရောင်းချကြသည်တရုတ်ကုန်းသည်များသည့်တရုတ်ပြည်ထဲရောက်မှမော်ဖင်းပြုလုပ်သူ ဟီရိုအင်ပြုလို့သူများကတပိုင်းတနိုင်ပြုလို့ကြပြီးတရုတ်ပြည်ရင်းသုံးဖြစ်အသုံးပြုကြသည်အချင်းဘိန်းစီခဲကိုမြစ်ကြီးနာခဲ့သူမျိုးကြီးနိုင်ပင်ဝယ်ယူနိုင်သည်ကိုကန်ဒေတာနှင့်ဝဒေတာတွင်ဟီရိုအင်တန်ဆင်ထုတ်လုပ်နိုင်သောစက်ရုံများစွာရှိသည်အထူးသဖြင့်မုံကိုမုံဟွန်းကွမ်းလုံနှင့်ဂန်းမုံတို့တွင်အဆင့်မြင့်ဟီရိုအင်ထုတ်လုပ်သောစက်များရှိကြသည်ရရှိသောဟီရိုအင်များကိုမန္တလေးမြို့အထိလျှို့ဝှက်သဲယူကြသည်ပြည်ပတွင် ဟောင်ကောင်တို့အဓိကပူကြသည် ကျွန်ုပ်သည်ဒေသခံများ၏ဖိတ်ခေါ်မှုကြောင့်ဝါဒေသအတွင်းဘိန်းဆိုင်ပြိုထုတ်လုံမှုကိုအသေးစိတ်လေ့လာခွင့်ရခဲ့သည်ဝါဒေသတွင်နဝင်ဘာလ၌ဘိန်းကိုစတင်ဆိုက်ပျိုးကြပြီးဇန်နဝါရီလတွင်ဘိန်းမန်းများစပြီးပွင့်လာကြသည်ဇန်နဝါရီလကမှဖေဖော်ဝါရီလတွင်ဘိန်းမန်းများကောင်းစွာယဉ်လာပြီးဘိန်းသီးများကြီးထွားလာကြပြီဖြစ်သည်ဖေဖော်ဝါရီလကုန်ပိုင်းတွင်အရွယ်အရောက်ဘိန်းသီးများသည်ဧပြီလတွင် အစိတ်ထုတ်နိုင်ပြီဖြစ်သည်ရန်ကျေးရွာလိုင်းဟီအနီးမှဘိန်းဆက်ယုံများကိုဝါများ အခါများနေလာဟူသဘုံတို့ပိုင်းဆိုင်ကြပြီးဘိန်းဆက်ယုံထွက်သည်။ဟီရိုအင်းများကို ဟောင်ကောင်နှင့်ယူရီးယားတို့တင်ပို့ရောင်းချကြသည်။ရိုင်းတုံတောင်ဘက်ပိုင်းတောင်နှမ်းများတစ်လျှောက်တွင်ဘိန်းဖြူတန့်စင်ချက်လှုပ်သောဆက်ယုံများစွာရှိကြသည်။ထိုဆက်ယုံများမှထွက်လာသောဘိန်းမျိုးဟီရိုအင်းမော်ဖင်းနဲ့စိတ်ကြွစီးပြားအလုံးကိုထိုင်းနိုင်ငံသို့တင်ပို့ရောင်းချကြသည်။ထိုင်းနိုင်ငံမှတစဉ်ကမ္ဘာဘိန်းမြူဈေးကွက်ထဲသို့တင်ပို့ရောင်းချကြသည်။မမစစ်တပ်အာဏာပိုင်များကဲ့သို့ပင် ိုင်းစစ်အာဏာပိုင်များသည်ဘင်းမြူလုပ်ငန်းမှဝင်ငွေကောင်းရနေကြသည်ထို့ကြောင့်ဘင်းမြူလုပ်ငန်းကိုအကာအကွယ်ပေးကြသည်ဘင်းမြူအစီခဲအကျန်းသည်လွန်စွာစေးပတ်ဝင်သည်ဝမ်းပြဝမ်းလျှော့ယောဂါဝမ်းကိုက်ယောဂါနှင့်ဈာနာကိုက်ခဲယောဂါများကိုပျောက်ကင်းစေပါသည်အလုတ်ကျန်းသမားများသည်ဘင်းညံအစီခဲကိုအနှဲငယ်များစားပေးပါကပိုး၍လုံနိုင်စွမ်းရှိလာသည်တောင်တက်ရသောဖန်သမားများသည်ဘိန်းစီခဲကိုနည်းနည်းမြစားပေးပါကမြင်းမြမြင့်သောတောင်ကိုဖြစ်စေ လေးလံသောဝင်းများထမ်းပြီးဖြတ်ကျော်နိုင်စွမ်းရှိလေသည် ပေါ်တာများသည့်တပ်မတော်မှခိုင်းစေသည်မညာမတာခိုင်းသည်လောက်ရသောအခါအလုတ်ကိုကြာရှည်စွာလုံနိုင်ရန်စိတ်ဖြစ်စည်းမှုနည်းစေရန်အတွက်မင်းစီခဲအကျန်းကိုအနှဲငယ်စားခွင့်ရပါကရွှင်လန်းတက်ကြွစွာအလုတ်လုံနိုင်ကြသည်မင်းစီခဲသည့်အချိန်အစဖြင့်စည်းကမ်းတကြအသုံးပြုတတ်ပါကဂျမ်းမာရေးကိုဘေးဥပါမပေးဘဲများစွာအထောက်အကူဖြစ်စေပါသည်သို့သောအလုံးကျုံသုံးဆွဲပါကဘိန်းစားဖြစ်သွားပြီမည် မိန်းစားများသည့်မိသားစုတို့နိုင်ငံတော်အတွက်ဘာမှအသုံးမဝင်သော လူပလာများဖြစ်သွားကြလေသည် နောက်ဆုံးတွင်မူးယစ်ဇေဝဤသားကောင်ဖြစ်ဘဝဆုံးကြရလေသည်ဇေဝအတွက်အနှဲငယ်သုံးဆွဲပါကဘိန်းဆွဲခြင်းမဖြစ်ပေအလွန်ကျွံသုံးဆွဲပါကဘိန်းဖြတ်သောအခါယောဂဝေဒနာတန်ကိုအကြီးအကျယ်ခံစားရလေသည်မူးယစ်ဇေဝဆွဲသွားပါကဖြတ်ရန်ဖြတ်ပြီးသောဆေးရုံများတက်ပြီးစနစ်တကျဆေးဖြတ်ရန်လိုအပ်သည်ကချင်တို့သည်နတ်ကိုကွယ်သောအရင်းဘဝတွင်ဘိန်းမျိုးကိုအလွန်ကျွံသုံးဆွဲကြသည် ရိယန်ဘာသာဝင်များဖြစ်လာပြီးစနစ်တကျသွန်သင်ဆုံးမမှုကိုနားခံရသောအခါဘိန်းသည်သုံးတလျင်စေမသုံးတလျင်ဘေးဖြစ်သည်ဟုသိလာကြ၍ဘိန်းကိုစိုက်ပျိုးခြင်းမပြုကြတော့ဘဲလက်ဖက်ချောင်နှင့်ကော်ဖီဘင်းများကိုစိုက်ပျိုးလာကြသည်ဟီရိုအင်းကိုအချစ်တောင်အာရှဒေသများတွင်နံပါတ်4ဟုခေါ်ကြသည်ဘိန်း၏ကုန်သတ္တိများကိုဟစ်ပိုဂရစ်တီနှင့်ဂဲလန်တို့ကစာပြီးသိခဲ့ကြသည် အသေးစိတ်လေ့လာခဲ့ကြသည်ယခုခေတ်တွင်ဟီရိုအင်းနှင့်မော်ဖင်းထုတ်လုပ်သောအခါ ိုးချိန်ကရေဟောင်းနှီးများကိုအသုံးပြုနေကြဆဲဖြစ်သည်။မော်ဖင်ထုတ်လုပ်ရာတွင်ဘင်းစီကိုပေါင်းစပ်ဆေးပြီးထုတ်လုပ်ကြသည်။1898ခုနှစ်တွင်ဘေယာဆေးဝါးထုတ်လုပ်သော လုပ်ငန်းသည်ဟီရိုအင်းမှဆေးဝါးဖော်ဆက်နှီးနှင့်ပတ်သက်ပြီးမူပိုင်ခွင့်ရယူပြီးဟီရိုအင်းကိုဘန်နစီအမည်ဖြင့်ထုတ်လုပ်ခဲ့သည်။ကုသနိုင်သောယောဂါများမှာဘန်နာယောဂါအဆုတ်လေးပြွန်ယောဂါနှင့်ဒီဘီအဆုတ်ယောဂာများကိုကုသနိုင်ခဲ့သည်။ဟိုချိန်မှစပြီးအမေရိကန်ပြည်ထောင်စုတွင်ဘိန်းသည်နာမည်ကြီးလာခဲ့သည် ထိုအခါအမေရိကန်လူမျိုးတို့၏ဇယိုက်အတိုင်းဆရာဝန်များကလူနာ၏ယောဂသက်သာစေရန်အသုံးပြုကြတော့လေလူငယ်များနှင့်လူလက်ပိုင်းသည်အလွယ်တကူဝယ်ယူရရှိနိုင်သောဘိန်းပါသည့်ဈေးဝါများကိုဝယ်ယူပြီးငူးရဈေးဝါဖြင့်အသွင်ပြောင်းပြီးအသုံးပြုကြလေသည်ထို့ကြောင့်1908ခုနှစ်တွင်ကွန်ဂရက်မှအမိန့်ထုတ်ပြီးဘိန်းကိုမြည်သူမှအသုံးမပြုရဆရာဝန်များလည်းအသုံးပြုခွင့်မရှိဟုပိတ်ပင်ခဲ့ရာဆရာဝန်များအခက်ကြုံကြရသည်1908တွင်အမိန့်ထုတ်ပြီးဘိန်းကိုပိတ်ပင်ခဲ့ရာ ဇေဝအတွက်သုံးပြုနေသောဆရာဝန်များကအသုံးမပြုကြတော့ပေ။သို့တော်လူငယ်များကမူရဇေဝအဖြစ်ဘိန်းကိုခိုးဝှက်ပြီးအသုံးပြုနေကြသည်။1914ခုစင်ရင်အရာအမေရိကန်ပြည်ထောင်စုတွင်ဘိန်းဆွဲနေသူအရေအတွက်သည်နှစ်သိန်းအထိရှိနေသောကြောင့်ကွန်ကရက်လွှတ်တော်မှဟာရီဆိုနာကိုတီဥပဒေထုတ်ပြန်ပြီးဟန့်တားခဲ့သည်။ပထမကမ္ဘာစစ်၏အစောပိုင်းကာလတွင်အမေရိကန်သည်စစ်ထဲပါဝင်ခြင်းမရှိခဲ့သော်လည်းစစ်ပီးကန်၏အချိန်တွင်မဟာမိတ်တို့ဘက်မှဝင်၍တိုက်ခဲ့သည် ပထမကမ္ဘာစစ်ကြီးပြီးဆုံးချိန်တွင်ဒဏ်ရာရသောမဟာမိတ်တပ်မှအမေရိကန်စစ်သားထောင်ပေါင်းများစွာအမေရိကန်တို့ရောက်လာသောအခါခွဲစိတ်ကုသမှုများတွင်မော်ဖင်းကိုအသုံးမပြု၍မဖြစ်တော်ပေမော်ဖင်းလိုအပ်ချက်လုံးစွာမြင့်မားလာသည်ထို့ကြောင့်ခွင့်ပြုခဲ့ရာလိုအပ်သောအတိုင်းအတာထပ်ပိုး၍သုံးစွဲလာပြီးစစ်အေးကာလ1920ခုနှစ်နောက်ပိုင်းတွင်လည်းအရှိန်အဟုန်မြင့်သုံးစွဲနေကြသောကြောင့်အမေရိကန်တရားလွတ်တော်ချုပ်သည်1922ခုနှစ်တွင်ဘိန်းသုံးစွဲမှုကိုကန့်သတ်သောဥပဒေအသစ်တစ်ရပ်ထပ်ပြီးထုတ်ရလေသည် နှစ်ပေါင်း40ကြာပြီးသောအခါ VNN စစ်ပွဲနေကြုံတွေ့လေတော့သည် VNN တွင်စစ်မှုထမ်းညာသောစစ်သားလူငယ်များအားလုံးဤပါအရှိတိုင်းတွင်အလွယ်တကူရနိုင်သော မော်ဖင်းကိုအကြီးအကျယ်သုံးစွဲကြလေသည်သူတို့ကိုအမေရိကန်မူရဲ့စေဝါဥပဒေဖြင့်ဖမ်းဆီးအရေးယူရမရပေသူတို့သည်တေးမင်းနှင့်အလွန်နီးစပ်သူများဖြစ်လေရာဘိန်းဖြူသည်သူတို့အတွက်ဘာမှမပြောပါလောက်ပေ1980ခုနှစ်နယူးယောက်တိုင်းမှာပေါ်ပြချက်အရာ VNN တွင်စစ်မှုထမ်းနေကြသောစစ်သားများကို ဈေးအမှုဒန်းများကသူ့ဒေသနာပြုကြည်ရာဆေးရဂိုင်းနှုံးမှာ14ရာဂိုင်းနှုံးအထိဟီရိုအင်းဆွဲနေကြပြီဟုသိရသည်။အိန္ဒိယတွင်ဘိန်းမင်သည်အလေးကြပေါက်ပင်ဖြစ်သည်။ရှင်းနှစ်ပေါင်းများစွာကတည်းကဘိန်းကိုပုံစံအမျိုးမျိုးဖြင့်အသုံးပြုခဲ့ကြသည်။ဘိန်း၏အစသည်အိန္ဒိယကလည်းမဟုတ်ပေ။အိန္ဒိယသို့ဘိန်းကိုအာရတ်များကယူလာခဲ့ကြခြင်းဖြစ်သည်။16ရာစုတွင်ပေါ်တူဂီတို့သည်တရုတ်ပြည်နှင့်ဂျာဘားကျွန်းတွင်ဘိန်းကိုအကြီးအကျယ်စိုက်ပျိုးခဲ့ကြသည်။ဘရာဇီးနိုင်ငံမှထွက်သောဆေးရွက်ကြီးနှင့်ရောစပ်ပြီး ဈေးလိတ်တောက်ချင်းဈေးရန်တောက်ချင်းများတွင် အသုံးပြုကြသည်ဟောင်း820ခုနှစ်တွင်မင်္ဂလာပြည်နယ်မှတရုတ်ပြည်သို့ဘိန်းတန်ချင်း290တင်ပို့ခဲ့ကြပြီးဟောင်း838ခုနှစ်ရောက်သောအခါတန်ချင်း2400တင်သွင်းငယ်ရာတရုတ်ပြည်ကိုဖြတ်စည်းနိုင်သောပမာဏရောက်ရှိလာပြီဖြစ်သည်တရုတ်တို့သည်ဂျီတီရှာတို့၏ရုံမာသောကုန်သွယ်ရေးကိုစောင့်ကြည့်နေစဉ်1893ခုနှစ်တွင်ဂျီတီရှာတို့တရုတ်ပြည်တွင် တင်ပို့ရောင်းချသောဘိန်းပမာဏသည် ဒန်ငိန်တင်အောင်များကြရာတရုတ်အာနာပိုင်တို့ကအစိမ်များတင်သွင်းမှုကိုကာကွယ်ရန်အကြောင်းပြုပြီးစိတ်ကမ်းများကိုပိတ်လိုက်ကြသည်ဂျီတီရှာကလွတ်လပ်စွာကုံသွယ်ရေးအတွက်တိုက်ပွဲဝင်ကြသည်ဂျီတီရှာတို့က Development Equality ဟုလည်းဩကြသေးသည်အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုကြိုင်းနေတဲ့သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Channel လေးကို Like Subscribe လေးလုပ်သွားပေးခဲ့ကြပါဦးနော်နောက်ပြီးတော့အကြံပြုခြင်းနာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာ ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆို။နောက်ဆုံးတွင်လက်နက်အင်အားကြီးမားသောဗြိတိရှားတို့ကတရုတ်စိတ်ကမ်းမြို့ကြီးများကိုပြစ်ခတ်ဖျက်ဆီးကာဘိန်းစစ်ပွဲကိုစတင်ခဲ့ကြသည်။ဘိန်းစစ်ပွဲကာလအတွင်းတိုက်ပွဲတစ်ခုတွင်အင်အားကြီးမားစွာဖြင့်ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်နေသောတပ်များကိုဒါဝန်ခံအုပ်ချုပ်နေသောမစ္စတာချိန်သည်တနေ့တွင်ခဝဲဝဲတိုက်ပွဲစီမှာအဖြေကိုစောင့်နေသည်။ဗြိတိရှားတပ်ကအင်အားနှဲပါသည်။သွားတိုက်သောတရုတ်တပ်ကအင်အားကြီးမားသည် ထို့ပြင်လက်နက်ကုန်သည်ကြီးများထံမှဝယ်ယူထားသောအမြောက်ကြီးများနှင့်မတ်စကတ်တနတ်များပါဝင်ရာအင်္ဂလိပ်တို့နှင့်လက်နက်အင်အားမကွာပေအင်္ဂလိပ်တို့ကစစ်စွမ်းရေးသားသည်တရုတ်တို့ကလူဦးရေများသည်ထို့ကြောင့်တိုက်ပွဲသည်ရရဆက်ဆက်တစ်ဖက်သက်တော်မဟုတ်ပေခတ်တာကကြားနေရသောတနတ်တန်သည်မိမိတို့စီလာနေတာလားမိမိတို့ဘက်ကသွားတိုက်နေသူများကပြစ်ခတ်နေတာလားမသိကွယ်ပေတာဝန်ငယ်အရာရှိမစ္စတာချိန်ကလည်းဘိန်းပိုက်တန်းလန့်ဖြင့်စစ်မိတ်ပေးနေသည်ထိုချိန်အတန်များပေါ်ထွက်လာသည် ဂျီတီရှာတက်တေလာနေပြီဟုကြားရသောအခါခုခံတိုက်ခိုက်ဖို့ပြင်ဆင်ရမည်အစားဘိန်းစားမစ္စတာချိန်သည်ဘိန်းကြောင်ကြီးဘိန်းပိုက်တန်းလန်းနှင့်ထပြေးလေတော်သည်နောက်မှသိရသည်မှာအောင်ပွဲခံပြီးတက်စခန်းသို့ပြန်လာရာတွင် AACC ပြန်မလာပဲမတ်စကတ်တနတ်များကိုမိုးပေါ်ထောင်ပြီးအောင်ပွဲခံကပြန်လာကြသောတရုတ်တပ်ဖြစ်နေသည်လွန်စွာအဆက်ရသွားသောကြောင့်မစ္စတာချိန်သည်ဘိန်းမရှူတော့ပေဘိန်းကိုရအောင်ဖြတ်ခဲ့သည်ဘိန်းကြောင်နေပါကဤသို့အလွယ်လွယ်အမှားမှဖြစ်တတ်သည် ရုတ်တို့သည်လူရင်အားအစမတန်များသောလဲယူးကြောင့်မူးကြောင့်ဘိန်းစားများနေခြင်းလက်နက်များဝယ်ရသောကြောင့်စစ်ပွဲကာလအတွင်းတရုတ်ကိုလက်နက်မရောင်းချကြရန်ဗြိတိရှားတို့ကစည်းရုံးထားသောကြောင့်ဥရောပသားချင်းချင်းစည်းလုံးညီညွတ်စွာဖြင့်တရုတ်ကိုလက်နက်မရောင်းကြပြီထိုအခါတရုတ်တို့၏ရိုးရာလက်နက်များဖြစ်ကြသောဒါလှန်လေးများကိုအဓိကထားပြီးအသုံးပြုရာခွက်ခွက်လဲအောင်ရှုံးနေကြရသည်ဘိန်းစစ်ပွဲတွင်ခွက်ခွက်လန်အောင်ရှုံးနေသောအခါမန်ရှူးမင်းဆက်သည်လွန်စွာအင်အားရှိနေသွားသည် ဘိန်းစစ်ပွဲကြောင့်တရုတ်ရာရှိများအားလုံးသည်ဘိန်းကိုစိတ်နာပြီးဘိန်းဖြတ်ခဲ့ကြသည်သို့တော်ဘာကိုမှအကျိုးမဖြစ်ထုံးမီတရုတ်ပြည်သူများစုသည်ဘိန်းစားများဖြစ်နေရာ1860တွင်ဘိန်းနှင့်ပါဝင်ပတ်သက်ပြီးပိတ်ပင်တားဆီးမှုအားလုံးကိုဖယ်ရှားပေးခဲ့သည်ပိတ်ပင်ထားသောဥပဒေများကိုလည်းဖယ်ရှားပေးလိုက်သည်ဘိန်းကိုပြည်တွင်း၌စိုက်ပျိုးထုတ်လုပ်ခွင့်ပေးလိုက်သောအခါအလွန်ဈေးပေါ်သွားသောကြောင့်ဂျီတိရှတို့ဤဈေးကြီးသောဘိန်းများကိုဝယ်ယူသူမရှိကြပေ။ယခင်ကနှစ်စဉ်တန်းချင်း6000ကျော်တင်ပို့ခဲ့ရာမှာ ယခုအခါတန်းငိမ်း2000မြတာရှိတော်သည်သို့တော်ပြည်တွင်းမှာထုတ်လုပ်သောဘိန်းတန်းငိမ်းများစွာကိုပြည်တွင်း၌သာသုံးစွဲကြရာဘိန်းစားအရေးအတွက်အစထောင်ပေါင်းများစွာတိုးလာခဲ့သည်1912ခုနှစ်တွင်မန်ချူးဧကရစ်ထံမှဒေါက်တာဆိုရက်စင်တော်လန်ရေးတံများကအာနာသိန်းငိမ်းတွင်တရုတ်ပြည်အလဲပိုင်း၌နှစ်စဉ်ဘိန်းတန်းငိမ်း2000ကျော်ထွက်နေကြောင်းသိရသည်မန်ရှူဧကရတ်သည်ဘိန်းစစ်ပွဲတွင်အရင်းနှိမ်သောကြောင့်ဘိန်းကိုပိတ်ပင်ခြင်းမပြုတော့ဘဲလွတ်လပ်စွာစိုက်ပျိုးထုတ်လုပ်ခွင့်ပြုခဲ့လေသည် ကိုခါဘိန်းကုံတဲများသည်ယူနန်တောင်နှမ်းများတွင်နေထိုင်ကြသောလူမျိုးစုအားဘိန်းကိုအကြီးအကျယ်စိုက်ပျိုးကြရန်နှင့်စိုက်ပျိုးနိုင်သမျှဝယ်ယူမည်ဟုဆိုလာကြသည်မန်ရှူးဧကရေ၏အမိန့်ဖြင့်ဘိန်းကိုပိတ်ပင်ထားသောအချိန်ကာလကတည်းကပီကင်းမြို့တော်နှင့်လွန်စွာအလန်းဝေးသောယူနန်တောင်နှမ်းများပေါ်တွင်ဘိန်းကိုစိုက်ပျိုးထုတ်လုပ်နေကြပြီဖြစ်သည်ယူနန်တောင်နှမ်းများတွင်ဘိန်းကိုအကြီးအကျယ်စိုက်ပျိုးကြသောအခါနေမြေထိဆက်လျက်ရှိသောကိုးကန့်နှင့်ဝဒေတာများတွင် ဘင်းဆိုင်ပြိုးထုတ်လုံမှုသည်တရုတ်ပြည်၌ဘင်းစစ်ပွဲပြီးချိန်ကစတင်ခဲ့သည်ဟုဆိုရပေမည်1890တွင်ဂျိမ်းဂျော့စကော့သည်ဝါနယ်ဘက်သို့ခီးထွက်ခဲ့ရာဝါနယ်ဘက်မှဘင်းဆိုင်ခင်းသည်အရှိအလျားညီမျှရှိသည်ကိုအတိအကျခံမှန်းနိုင်ခြင်းမရှိတော့လဲရပောင်းများစွာဖြတ်သန်းသွားမှဘင်းဆိုင်ခင်းများကိုဖျက်ကျော်နိုင်သည်ဟုရေးသားထားသည်မိုင်မောင်းများစွာရှိသောဘင်းဆိုင်ခင်းမှဘင်းတန်းချင်းကြီးများထွက်မည်နည်းဟုစဉ်းစားမိသည် 1930တွင်တရုတ်ပြည်မှကွန်မန်တန်အစိုးရသည်တရုတ်ပြည်တွင်ဘိန်းဆိုင်ပြိုးခြင်းကိုခွင့်မပြုတော့ပေ။ထိုအခါကုန်သည်များသည်ဘိန်းတို့ကိုကန့်ဒေသနှင့်ဝဒေသကိုအားကိုးခဲ့ရလေသည်။ဘိန်းတန်စင်ဆက်ယုံများကိုလည်းကိုကန့်ဒေသဝဒေသများတွင်တည်ထောင်ပြီးတရုတ်ပြည်မှကြီးတဲ့တင်ပို့ရောင်းချကြသည်။အင်ဒိုချိုင်းနာ၊ဥရောပနှင့်အမေရိကန်နိုင်ငံအထိကျယ်ကျယ်ပြန့်ပြန့်တင်ပို့ရောင်းချခဲ့သည်။ဒေသခံဝများနှင့်ကိုကန့်များသည်ဘိန်းကျန်းကိုသာအသုံးပြုကြသည်။ ဘင်းချမ်းများသည်အရက်လောက်ဒုက္ခမပေးတတ်ပေဂျီတီရှာတို့ဗမာပြည်ကိုသိမ်းပြီးသောအခါဘင်းဆိုင်ခွင့်ရှိသောဧရိယာကိုတတ်မှတ်ခဲ့သည်တန်လွင်မြိတ်အနောက်ဘက်တွင်ဘင်းဆိုင်ခွင့်လုံးဝမရှိမြင်းမြင့်ထန်သည့်အရေးယူသည်တန်လွင်မြိတ်အရှိတ်ဘက်တွင်ဘင်းဆိုင်ပြိုးခြင်းကိုခွင့်ပြုသည်ဘင်းကိုလိုင်စင်ထုတ်ပေးပြီးစီကံတင်းကျပ်ခဲ့ရာဘင်းထွက်နှုံများစွာယော့နေသွားသည်ရှမ်းပြည်မြောက်ပိုင်းတာဝန်ခံများဤပြောကြားချက်အရကိုးကံဇနီးမယားများသည်သူတို့၏အမျိုးသားများကိုဘိန်းသုံးဆွဲခွင့်ပြုကြသည် ဘိန်းသုံးဆွဲရန်အားပေးကြသည်ဘာကြောင့်ခင်မွန်းတွေကိုဘိန်းသုံးဆွဲဖို့အားပေးကြရတာလဲဟုမေးမြန်းရာဘိန်းသုံးဆွဲပါကကာမရာဂကိလေသာစိတ်ကုံခမ်းပြီးမယားနဲ့ကာမဆက်ဆံခြင်းကိုအချိန်မှန်မှန်မပြုတ်ကြတော့ပဲဘိန်းမင်း၍နေသောကြောင့်မိမိတို့တတ်တာသည်ဟုအပြေပေးကြသည်ဟုမှတ်တမ်းများ၌ဖော်ပြကြသည်ကိုကံတို့သည်စာမတတ်သောကြောင့်အသိဉာဏ်ခေါင်းပါခြင်းဖြစ်သည်ဤတိချာတို့ဗမာပြည်ကိုသိမ်းယူပြီးနောက်ကချင်ဒေသသို့ရောက်ရှိသောအခါ ခူးဆန်းမှုမှာနဂိုးကွယ်သောကချင်တို့သည်ဘင်းကိုကြီးကျယ်စိုက်ပျိုးထုတ်လို့ရောင်းချကာအများအပြားသုံးပြုနေကြကြောင်းတွေ့ရသည်ထို့ကြောင့်ခရိယန်သာသနာပြုများကသာသနာပြုလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းကြောင့်အရှင်များယဉ်ကျေးလာကြသောအခါဘိန်းဆိုင်ပြိုးမှုကိုဘာသာရေးအရာခွင့်မပြုကြောင်းသိလာသောကြောင့်ဘိန်းဆိုင်ပြိုးထုတ်လုပ်မှုသည်သည်သာသာကြာဆင်းသွားတော်လဲသာသနာကိုဖျက်လို့ရသည်ဝါသနာကိုဖျက်လို့မရပါဟုဆိုကြသောခေါင်းမာသူများကဘိန်းကိုသုံးဆွဲနေကြသည် ထို့ကြောင့်ဘင်းဆိုင်ခင်အနေငယ်တွေ့ရသည်သို့တော်ယခင်အခါများကားကဲ့သို့အကြီးအကျယ်ဆိုင်ပြိုးထုတ်လုံမှုမရှိတော့ပေဒုတိယကမ္ဘာစစ်ကာလတွင် Force 136 unit တပ်များဖြစ်ကြသောကချင်လဲပြီးတပ် Burma Region Min တပ်များအတွက်စားနေရိတ်ခါရာရှင်ပေးပို့ရာတွင်ဘင်းကိုလဲထည့်ပေးရသည်ဘင်းစားပေးမှလေးလံသောထိုးစစ်သုံးလက်နက်ကြီးများထမ်းပြီးဂျပန်တပ်များကိုသွား၍တိုက်ခိုက်နိုင်သောကြောင့်ဖြစ်သည်အကယ်၍စစ်သားများမနိုင်ပေပေါ်တာထန်းသမားများခေါ်ရသောအခါဘိန်းများများပေးမှ ေါ်တာများအလုပ်လုပ်ပေးနိုင်သည်။အချင်းရင်းညားများနှင့်မရင်မရောဓာတ်တန်းများအတွက်လည်းဂျပန်တပ်များကိုတွားရောက်ထောက်လန်းရာတွင်အမောခံနိုင်စေရန်နှင့်ရေးစည်တင်သောသဘောဖြင့်ဘင်းကိုအချင်းအစဖြင့်စားပေးသည်။အချင်းအစလွန်သွားပါကဘင်းဆွဲသားပြီးလူပေါင်လောကအတွက်ဘာမှသုံးမဝင်သောဘင်းစားများဖြစ်သွားပေမည်။စနစ်တကျအသုံးပြုပါကအသုံးဝင်လေသည်ဗမာပြည်လွတ်လပ်ရေးရသောနှစ်1946ခုနှစ်တွင်ဗမာပြည်မှထွက်သောဘိန်းသည်မက်ထရစ်တန်30ရှိသည်ဟုမှတ်တမ်းများအရသိရသည် 1996ခုနှစ်တွင်မြန်မာနိုင်ငံမှထုတ်လုပ်သောဘိန်းပမာဏသည်မက်ထရစ်တန်ကြီး2560ဖြစ်သည်ဟုနိုင်ငံတကာမွေးရစေဝထိန်းချုပ်မှုအစည်းအဝေးခန်းစား1998အရာသိရသည်ထို့ကြောင့်အမေရိကန်အစိုးရကမြန်မာအစိုးရအားနိုင်ငံတကာဥပဒေအရမူရစေဝထုတ်လုပ်မှုကိုထိန်းချုပ်ခြင်းတိုက်ဖြတ်ခြင်းပြုလုပ်ရန်ပြက်ကွက်သည်ဟုစွပ်စွဲခဲ့သည်တရုတ်ပြည်သူနိုင်ငံတွင်မော်စီတုံးလက်ထက်၌ဘိန်းဆိုင်ပြိုးခြင်းကိုထိန်းချုပ်ပြီးဘိန်းအစားတို့သီးနှံများဆိုင်ပြိုးစေခဲ့ရာကမ္ဘာဈေးကွက်တွင်ဟီရိုအင်းပြတ်တောက်ပြီး လိုအပ်ချက်လွန်စွာမြင့်မားခဲ့ရသည်ဟုသိရသည်စစ်အစိုးရသည်နှစ်ပေါင်း40ကျော်ပြည်တွင်းစစ်ကြီးဖြစ်ပွားနေသည်ကိုအကြောင်းပြပြီးမူရစေဝါထိန်းချုပ်ခြင်းနှင့်တိုက်ဖြတ်ခြင်းကိုတာဝန်ယူလှုပ်ဆောင်ခြင်းမပြုဘဲမတိအံဆောင်နေခဲ့သည်အောက်ခြေတက်မတော်အရာရှိများမှစာပြီးထိတ်တန့်ပုဂ္ဂိုလ်ကြီးများသည့်မူရရာဇာများ၏ထောက်ပံ့ပေးမှုကိုရယူနေကြသည်ဟုအမေရိကန်အာဏာပိုင်တို့ကဆွဆွဲခဲ့ကြသည်1948ခုနှစ်မတ်လဗမာပြည်လွတ်လပ်ရေးရပြီး12ပတ်အကြာတွင် မမပြည်ကွန်မြူနစ်ပါတီဘကဘသည်ဖဆပါလာအစိုးရကိုလက်နက်ကိုင်းပြီးတော်လှန်ခဲ့ကြသည်ဘကဘတို့ကိုဗမာတပ်မတော်မှဒေါ်ခိုတရင်များပြည်သူရဲဘော်ဖြူပြည်တော်စုရဲများရခိုင်ပြည်မှမွတ်စလင်များအားလုံးပူးပေါင်းပြီးဖဆပါလာအစိုးရကိုတော်လှန်ခဲ့ကြသည်1948ခုနှစ်ဩဂုတ်လတွင်ဖဆပါလာအစိုးရကိုတစ်စာခံသောပြည်တော်စုစစ်ရဲတပ်များသည်ကရင်နီဌာနချုပ်ကိုဝန်တိုက်ပြီးကြားခေါင်းဆောင်များကိုတတ်ခဲ့ကြသည် ထိုအခါကရင်နီတို့ကတော်လန်ခဲ့ကြသည်1948ခုနှစ်ခရစ်မတ်ကာလတွင်ရိုင်းခရိုင်ပလောဂျီရာတွင်ဥနူဤပြည်သူဝန်ထမ်းများသည်ဒေသခံ KNDO တို့ထံမှလက်နက်များကိုကာနန်နေဝင်အမိန့်ဖြင့်သိမ်းဆည်းခဲ့ကြသည်လက်နက်များအသိမ်းဆည်းခံရပြီးနောက်အကာအကွယ်မဲ့နေသောအနေအထားတွင်လက်ပစ်ဘုံးများဖြင့်ခရစ်ယာန်ကျောင်းအတွင်းသို့စုပေါင်းဝတ်ပြုနေကြသောကရင်နီများကိုပြစ်ခတ်တိုက်ခိုက်ရာကရင်ပြည်သူ80သေဆုံးခဲ့သည်ထို့ကြောင့် KNDO တို့စတင်တော်လှန်ကြသောကြောင့် ။ကာကွယ်ရေးဦးစီးချုပ်ဘူချုပ်ကြီးစမစ်ဒွန်းကိုယာထုမှထုတ်ပေးခဲ့သည်။ဒေတာစီဦးစီးချုပ်ကရင်ဘူချုပ်ကြီးကိုလည်းယာထုမှဒိုးပေးခဲ့သည်။ထိုအခါ KNU နှင့် KNDO တို့အတိအလင်းတော်လှန်ကြတော်သည်။ဘူးနုံနှင့်ကာကွယ်ရေးဦးစီးချုပ်ဘူချုပ်ကြီးနေဝင်းတို့သည်ဝင်နန်းတက်ဖြင့်သမိုင်းနှင့်အလုံးရှိကရင်ကွာတာများကိုမိရှူကြသည်။ပြေးသူများကိုစတင်းငံဖြင့်ပြတ်တက်ကြသည်။ ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုတိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ